ငလင်ပေးနဲ့မွေအံ့နေရဲ့လက်ရှိအခြေအနေများအရစကိုင်းတိုင်းပဲခူးတိုင်းနေပြည်တော်နဲ့မန္တလေးတိုင်းဒေသတွေမှာငလင်တန်းကြောင့်အပြက်အစီးများဖြစ်ပေါ်နေတဲ့အပြင်ဝေးရခိုးအောင်နေနိုင်တဲ့တွင်းတွေတစ်ပင်ကြားတွေပျက်စီးခဲ့တာကြောင့်အစိတ်ပြင်းမွေထွက်လာပြီးအနာကကွင်းမြင်တွေမှာ ထွက်ပြီးနေကြတဲ့လူတွေရှိရာကို ပိုရောက်လာနိုင်ပါတယ် ြင်ပူပြဲလာတဲ့အပူတန်းကြောင့်ရေရှိရာကို ရှာရင်းနဲ့မွေးတွေဟာ အနာကလူတွေကို အန္တရာယ်အထင်နဲ့ကိုက်နိုင်ခြင်းရှိပါတယ်။မွေးတွေမိမိနေအိမ်ထဲကိုမဝင်လာစေရန် အောက်ပါအချက်တွေချိုးတင်ပြင်ဆင်ထားလို့ရပါတယ်။၁မိမိနေထိုင်ရာပတ်ဝန်းကျင်မှာအမိုက်စအမိုက်ပုံတွေမရှိအောင်တန်ရှင်းထားပြီးပါ။နှစ်ခိုအောင်လို့ရမယ့်နေရာတွေရှိရင်မွေးလာနိုင်တာကြောင့် မိမိအိမ်ပတ်ဝန်းကျင်မှခြုံတွေကိုရှင်းပေးပါအိမ်ထဲနဲ့အိမ်ပြင်ရှိ တွင်းများချွတ်တွင်းအဟောင်းများစသည်ကိုလည်းမြေဖိုးပိတ်ဆို့ပေးပါ၃မွေးတွေက နေအိမ်တွေထဲကို အစာသို့မဟုတ်ခိုးအောင်ဖို့ရန်အတွက်သာဝင်ရောက်လာလေးရှိပါတယ်လေကျွတ်တေရှိနေခြင်းကလည်းမွေတွေကိုဆွဲဆောင်နေတာကြောင့်စားကျွင်းစားချမ်းများကိုစနစ်တကျစွန့်ပစ်ပေးပါ အိမ်မွေးတီတွေကို အစာကျွေးသောအခါမြေပေါ်မှာချမကျွေးဖို့လဲလိုပါတယ်။ငါမွေးအကောင်ပေါက်လေးတွေအရွယ်အစားသေးတဲ့မွေးတွေဟာတခါတလေအနှွေးတက်အတွက်ဖနက်တွေထဲမှာဝင်အောင်နေတတ်တာကြောင့်ဖနက်ကိုမစည်းခင်တေချာစစ်ဆေးပေးပါ။ချောင်းအိမ်ပြင်သို့လမ်းလျှောက်ထွက်တဲ့အခါချုံလဲတော်တဲ့ဝင်တဲ့အခါ လုံးကျုံသောဘုဖနက်အရှိတရေဘုဖနက်အရှိလက်နှိမ့်တက်ပြီးစရာတွေကို တပါးတည်းယူဆောင်သွားပါခொနစ်ညဘက်အိတ်တဲ့အခါမှာခြင်နှောင်ထောင်းအိတ်ပြီးခြင်နှောင်ရဲ့အနားစာတွေကိုတေချာဖိပြီးအိတ်ဖို့လိုပါတယ်ခြင်နှိုင်းကျဲမြင့်မောမမအိတ်ပဲဂရင်နဲ့အိတ်ပါရှစ်အမိုက်ပုံခြုံတွင်အောက်မှာလဲမွေးတွင်ဝင်အောင်နေနိုင်တာကြောင့်တခုခုရှာဖွေတဲ့အခါ ဒုတ်ချောင်းရှည်ကိုအသုံးပြုပြီးပါလက်ဗလာနဲ့သွားမကင်မိဖို့လိုပါတယ်ကိုမိမိနေပဝင်းကျင်၌မွေးကိုချမ်းကျင်စားနေရရွှေ့ပြီးနိုင်တဲ့သူတွေရဲ့ဖုန်းနံပါတ်ကို အစင်သိယူထားပါတစေမွေးကိုရုတ်တရက်တွေ့တဲ့အခါနောက်တော့ခက်လန်းလန်းဆုတ်ပြီးလမ်းပြောင်းသွားပြီးပါမွေးနဲ့ထိတ်တိုက်ရင်ဆိုင်ဖို့မကြိုးစားပါနဲ့မျိုးစိတ်အတိအကျမသိသောမွေးများကို နေရရွှေ့တာ တက်ဖို့စ조사တာစတာတွေမလုပ်ပါနဲ့မွေးကိုတက်ဖို့조사ခြင်းဖမ်းဖို့조사ခြင်းကအကန့်ခံရနိုင်ချေပိုများလို့ပါနီးဆက်ရမိသက်ဌာနရဲ့အခုအညီကိုရယူပါတဆဲမိမိအိမ်ထဲနဲ့အိမ်ဝင်းအတွင်း၌ တွေ့ခဲ့ရင်ဒုရှိဒုမဟုတ်ပြင်းအားအသင့်အသင့်ရှိသောရေပိုက်စသည်ကိုအသုံးပြုကဝေးကို သွားစေခြင်းနဲ့လန်တလန်တွေကိုဖွင့်ပေးပြီးနေရာရွှေ့လို့ရပါတယ်။ဝေးရဲ့ထွက်ပေါက်မှာလူကပိတ်နေတာမျိုး မဖြစ်ပါစေနဲ့။ဤဆက်ရမိသက်ဌာနရဲ့အကူအညီကိုလည်းရယူလို့ရပါတယ်။စတဲ့မွေအမျိုးအစားအစိမ့်ရှိမရှိစသည်ကို ခွဲခြားသိဖို့ လုံခြုံနှဲ့အကွာဝေးမှနေ၍ဓပုံရိုက်ယူပါ။မွေကိုမိမိနေအိမ်ထဲတွေ့တဲ့အခါ၁မွေရဲ့အနီးနားကို မကပ်ဘဲအဝေးကနေသာစောင့်ကြည့်ပြီး မွေကိုကျွမ်းကျင်စွာနေရာရွှေ့ပေးမဲ့သူကိုခေါ်ဆိုပါ။၂ကိုယ်တိုင်နေရာရွှေ့ဖို့မလုပ်ပါနဲ့။မွေက အကောင်ပေါက်ဖြစ်နေရင်တော့အကိုက်ခံရနိုင်တာကြောင့်အန္တရာယ်ရှိပါတယ်။၃မောင်နေသောနေရာအုပ်ပုံ ထင်းမုံတွေနဲ့ဝေးဝေးနေတက်ပါတယ်လေးအမျိုးအစားသေးချာမသိသောမွေများကို လုံးဝမကင်တက်ပါဘူးမွေကြိုက်ခံရတဲ့အခါမွေအမျိုးအစားခွဲခြားသိခြင်းကအထောက်အကူဖြစ်ပေမယ့်အမျိုးအစားမသိတဲ့အခါအောက်ပါအချက်တွေကိုလှုပ်ဆောင်ပေးပါပထမဦးဆုံးအနေနဲ့လူနာကို မကြောက်လန့်မှုပြောပြပါကြောက်လန့်ခြင်းကနှလုံးခုန်နှုံးကိုမြန်စေပြီး သွေးလေပတ်မှုကိုမြန်စီတာကြောင့်ခန္ဓာကိုယ်မှာအချိန်တိုအတွင်းအစိတ်ကအလင်းမြန်ပဲပြန့်နှံ့စေနိုင်ပါတယ်။နှစ်အကြိုက်ခံနိုင်ရတဲ့နေရာကိုဆက်ပြားရေတို့အသုံးပြုကာတန့်ရှင်းအောင်ဆေးပေးပါ။ထို့နောက်နှီးဆက်ရအစိုးရဆေးရုံသို့အမြန်ဆုံးသွားပေးပါ။သုံးလူနာရဲ့ခန္ဓာကိုယ်မှာတင်းကျပ်စေသောပစ္စည်းလက်ပတ်နာဤလက်စွပ်လက်ကောက်ဆွဲကြောစသည်တို့ကိုဖြုတ်ထားချွတ်ထားပေးပါ။ လီလူနာကိုလှဲလျောင်းစီပြီးအကိုက်ခံထားရသောနေရာကိုလှောက်ရှားမှုအနည်းဆုံးဖြစ်အောင်ထားပေးပါ အာယုံကျိုးကိုတိုက်ခိုက်တဲ့အစိတ်ပါဝင်တဲ့မွေမျိုးကိုက်ခံရတဲ့အခါအော့အန်နာမျိုးဖြစ်တတ်တဲ့အတွက်လူနာရဲ့လဲလျောင်းနေတဲ့ပုံစံအနေအထားဟာအသက်ရှူလန်းကြောင်းမှအံဖက်မပိတ်မိစေဖို့အရေးကြီးပါတယ်ငါကိုက်သွားတဲ့မွေရဲ့ပုံတို့မဟုတ် မွေးသေးကိုစင်းယုံတို့ယူဆောင်သွားပါမွေးမျိုးအစားကိုတည်ခြင်းကဆေးအဝင်တွေအတွက်ပိုထောက်ကူဖြစ်ပါတယ်မွေးပုံမရလည်းလည်းအချိန်ကုန်မခံပဲအန်နုံဘိုက်ကစ်နဲ့စင်းယုံကိုသာသွားပြီးပါဆရာဝန်က လူနာရဲ့အခြေအနေကို24နာရီစောင့်ကြည့်ကယောဂလက္ခဏာပေါ်မူတည်ပြီးကန့်ညီတဲ့မွေးစိတ်ဖြည့်စေသို့မဟုတ်ကုသမှုကိုဆက်လုပ်ပေးပါလိမ့်မယ်။၆မွေးစိတ်ဟာတွေးကြောရဲကတစ်ဆင့် ပြည့်နှံ့တာမဟုတ်တာကြောင့်မွေကိုက်ဒဏ်ရာကိုဓာတ်နဲ့ထိုးဖောက်ခြင်း၊ပစက်နဲ့ဆုတ်ထုတ်ခြင်း၊စေးမီတို့တွေအုံခြင်းစသည်တို့ဟာဒဏ်ရာကိုပိုးဝင်ကာပိုဆိုးစေပါတယ်။မိသည့်စေးမီတို့မြမပြုတ်လောက်ပါနဲ့။ခုနှစ်မွေစိတ်ကိုမွေစိတ်ဖြည့်စေးတမျိုးရဲနဲ့သာ ကုသနိုင်သောကြောင့်မွေစိတ်ဖြည့်စေးရှိတဲ့အစိုးရဆေးရုံကအရောက်သွားပြီးပါ စကိုင်းတိုင်း၊ပဲခူးတိုင်းနဲ့မန္တလေးတိုင်းမှာအတွေ့အများတဲ့အစိတ်ရှိမွေမျိုးစိတ်အချို့မှာအစိတ်ပြင်းတဲ့ငန်းတော်ကြာတန်ကွင်းဆုံမွေအုပ်စု၊မွေဟောက်အုပ်စု၊မွေတနာအုပ်စု၊မွေပွေတောချီမွေဟောက်၊မွေပွေမွေတနာအစိတ်ပြင်းတဲ့အစိတ်တောက်ဖြစ်စေနိုင်တဲ့လေဘင်းနေမွေအုပ်စုအစိတ်ရှိတဲ့မွေစိမ့်မိချောက်အုပ်စုတောင်မွေပွေအစိတ်ပြော့ပဲရှိတဲ့ ရကန်းချုံမွေအုပ်စုကြောင်မွေအုပ်စုမွေဝေးကျူလိုပဲဖြစ်ပါတယ်ကပ်ဘေးအမျိုးမျိုးမှာမြမပြေသားအလုံးလွတ်ကင်းနိုင်ကြပါစေ။